ချစ်စရာအိပ်ပုပ်လေးများအလုံးမင်္ဂလာပါ K-pop idol တယောက်ရဲ့ဘဝဟာမလွယ်ကူနေပါဘူးနားချိန်မရှိအချိန်ပြည့်အလုပ်များနေတဲ့ schedule တွေပြင်းထန်အားနဲ့ပောက်ကွဲပြီးကြရတဲ့ဖြောပြမှုတွေတလက်လက်တောက်ပနေတဲ့ visual တွေနဲ့ idol တွေရဲ့နေ့စဉ်ဘဝဟာအမြဲတမ်းရှုပ်ထွေးနေပါတယ်ဒီတော့ idol တွေဟာနားချိန်အောင်ကောင်းကောင်းမရကြသလိုအေးရဲလည်းမဝကြပါဘူးဒီတော့တခါတလေမှလုံးဝမျောလင့်မထားတဲ့ပုံစံမျိုးတွေနဲ့အိပ်စက်ရတာတွေလည်းရှိတတ်ပါတယ် live broadcast တခုမှပဲဖြစ်ဖြစ်ရိုက်ကူးရေးတခုမှပဲဖြစ်ဖြစ်ဒါမှမဟုတ်အစားစားနေရင်းနဲ့ပဲဖြစ်ဖြစ်တချို့ idol တွေကဟန်တော်မဆောင်နိုင်တော့ပဲအိပ်ပျော်သွားကြတာလေးတွေရှိပါတယ်ဒီနေ့တင်ဆက်ပေးမယ့် idol တွေကတော့အိပ်ဆက်ချင်းကိုအရာအလုံးနဲ့လဲကြတဲ့ချစ်စရာအိပ်ပုတ်လေးတွေဖြစ်ကြပါတယ် T by D Subin တကယ်လို့နေရမရွေးအိပ်နိုင်ခြင်းကအားကစားတစ်ခုသာဆိုရင် Subin ကတော့ရွှေတစိမ့်နဲ့အတူအိမ်ပြန်နိုင်တော့မှာပါ THD leader ဟာဘယ်နေရာကိုပဲရောက်ရောက်အိတ်ငိုက်နိုင်ပြီးတငယ်ချင်းတွေကနောက်ပြောင်နေရင်တော့ရအောင်အိတ်နိုင်ပါတယ်။တစ်ချက်ကလေးတောင်တွတ်မသွားပဲဆက်အိတ်နိုင်တာလေးစားစရာပါပဲ။ BTS ဂျောင်ကူ live stream တစ်ခုမှာဂျောင်ကူလေးအိတ်ပျော်သွားတဲ့အမှတ်တရကို Army Street ဘယ်တော့မှမေ့နိုင်ကြမှာမဟုတ်ပါဘူး။ဒီတော့ကဂျောင်ကုက share plan နဲ့အိတ်နေလို့ staff ကသူ့အတွက် live ကိုရက်ပေးခဲ့ရပါတယ်။ဂျောင်ကုလည်းအိတ်သွားပြီဆိုရင်တန်းနဲ့ချီနေတဲ့ပရိသတ်တွေတောင်မနှိုးနိုင်တော့တာရည်ကျင်စရာချစ်စရာပါပဲ။ Exo Backyon ဘဂျွန်ဟာအမေရိကန်လန်စန်တက်ကြွနေပြီးချစ်ဖို့ကောင်းတဲ့ idol တစ်ယောက်ပါ။ဒါကြောင့်လည်း Aizu Aldrey ကအသေးတောင်အောင်ချစ်ပိုနေကြရတဲ့ကောင်းလေးဖြစ်ပါတယ်။ဒါပေမဲ့ energy ball လေးတောင်တစ်ခါတလေတော့ live stream မှာအိပ်ပျော်သွားခဲ့ဘူးပါတယ်။ဘဂျွန်အနေနဲ့ကင်မရာရှေ့မှာပရိသတ်တွေကိုနှီးမျိုးစုံနဲ့ဖျော်ဖြေခဲ့ဘူးပေမဲ့အိမ်မက်ကဘာတဲ့အထိအလဲခေါ်သွားတာကတော့ legendary အဖြစ်ကျန်းရှိနေတော့မှာဖြစ်ပါတယ်။ God 7ဂျင်ယောင်ဂျေယောင်ဟာ God 7မှာအမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့အနေအေးစေတဲ့မမဖြစ်လူသိများပါဗျ ကျင်ယောင်ကိုမြင်လိုက်ရရင်ပန်းကလေးလိုအမြဲတမ်းနူးညံ့နေတာပါဒီတော့ကျင်ယောင်ရဲ့ရှုမွားတဲ့ visual နဲ့တည်ငြိမ်တဲ့ aura ကြောင့်ကျင်ယောင်လေးငြိမ်ငြိမ်ချမ်းချမ်းအိပ်ပျော်နေရင်တောင်ကပြားဆန်နေပါတယ်ရိုးရိုးသားသားပြောရမယ်ဆိုရင်ကျင်ယောင်ဟာအဲ့အေးမက်ပြီးနှိုးရလဲခတ်တယ်ဆိုရင်တော့အလုံးကတော့ sleeping beauty of kpop ဆိုတဲ့နာမည်ပြောင်းလေးပေးထားကြပါတယ် monster ace ju ho live လို့ရင် idol ရဲ့အိပ်ပျော်ကြတာမထူးဆန်းပါဘူးအချင်းချင်းပြန်သတိပေးလိုက်ရင်နိုးလာကြတာပါပဲ ဒါပေမဲ့လေဂျူဟွန်းကတော့မမာရီနှိုးနေတာတော့နည်းနည်းလေးမှလှုပ်မလာခဲ့ပါဘူးဂျူဟွန်းကိုကြည့်ရတာအိမ်မက်ကဘာထဲမှာစွန့်စားကန်းတွေဖွင့်နေပြီးပျော်ရွှင်နေပြီဆိုတာသိသားထင်ရှားနေပါတယ် Easy Chera Young ဒီစီးရင်မှာပါဝင်နေတဲ့တူရဲသောမိန်ကလေး idol ကတော့ Chera Young ဖြစ်ပါတယ် Quarton စာနေရင်အိပ်ပျော်သွားရဲဆိုတာ next level ဖြစ်နေပြီနော် Chera Young ရဲ့နီလမျိုးစုံနဲ့အိပ်ပျော်နိုင်မုံကအရန်ကိုထူးဆန်းပြီးကြီးလဲရရာကြောင့်မမာရီကအမြဲတမ်းစောင့်နေကြပါတယ် ခြေရာရောင်းကိုနှိုးရတာလည်းအကျန်းကိုခတ်တယ်လို့ပြန်လည်ဖောက်တယ်ချကြပါဗျ။ဒီတော့ပြည်သက်တွေကခြေရာရောင်းကို K-pop ရဲ့အအိမ်မဆုံးအစားပုတ်လေးလို့ချစ်စနိုးသတ်မှတ်ထားကြပါဗျ။ပြည်သက်ကြီးရောဘဲအိုက်ဒေါ်အိပ်ပုတ်လေးကိုအချစ်ဆုံးလဲဆိုတာပြောခဲ့ကြပါဦးနော်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။